စ်ကောင်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KAI တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်တိုက်ပွဲမှာစစ်ကောင်စီကထိုးစစ်ဆင်အသာစီးယူလာနိုင်တဲ့အတွက်စစ်ရာရှိချုပ်ကိုစစ်ကောင်ဆောင်ကယာရုတိုးပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာခန့်စစ်နေထားတဲ့တိုက်ခိုက်နေရပြီးထိုးစစ်ဆင်လာပါကလည်း KAI ရဲ့အတံပြန်ထိုးစစ်ကြောင်းအမှတ်27စစ်စင်ကိုကဲမှုဌာနချုပ်စကခ27အတွင်းကိုတက်ပြန်ဆုတ်နေရပြီမဲ့ အခုရက်ပိုင်းမှာတော့စေရေးပြူဟာပြောင်းလဲပြီးထိုးစစ်ဆင်လာနိုင်တဲ့အတွက်စေရာရှိနှုတ်ကိုရာထူးတိုးပေးလိုက်တာပါစစ်ကောင်မရှင်ဟာစကခ27မှုနဲ့တမရှိရှိတမမှုလို့ကိုရာထူးတိုးပေးပြီးပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကစကခ27ကနေလေရင်နဲ့ခေါ်ထုတ်သွားတယ်လို့သိရပါတယ်ရာထူးတိုးပေးလိုက်တဲ့စကခ27မှုတင်မင်းလက်နဲ့ရှိရှိတမမှုကြော်နိုင်လို့ကိုတက်ချုပ်ကခေါ်တွေ့တယ်လို့သိရပါတယ်ဗမောတာစည်းရလို့ရာထူးတိုးပေးတယ်လို့ ဝါရဖြန့်သတင်းလွှင့်နေပါတယ်လို့ကချင်သတင်းရင်းမြစ်က ERR Times ကိုပြောပါရယ်ဗမော်တိုက်ပွဲအခြေအနေမှာပြင်းထန်လာပြီးစစ်ကောင်မရှင်ဟာ KAI တပ်တွေရှိနေသေးတဲ့လေရင်ကွင်းတစ်ဖက်ချမ်းကိုပါထိုးစစ်ဆင်လာတာပါဒါအပြင်စက်တင်ဘာ26ရက်နေ့ကလေကြောင်းပစ်ကူတွေနဲ့မနောဝင်းဘက်ထိစစ်ကြောင်းတက်လာတယ်လို့ဗမော်သတင်းရင်းမြစ်တွေကသိရပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့လယ်12နာရီလောက်မှာလေကြောင်းကနေ9ချိန်လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းထိ drone ပုံကျဲတာလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ပြီးပစ်ကူပေးခဲ့ပါတယ်။ဗမော်တိုက်ပွဲကိုမနစ်ကဒီဇင်ဘာမှာစတင်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့တရင်တက်ဌာနတွေကို KIA ကသိမ်းယူထားနိုင်ခဲ့ပြီးစီးရေးရအသာစီးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်မရှင်ကပြီးခဲ့တဲ့ August လကရောက်ရှိလာတဲ့စစ်သည်မော်တွေကနေလက်နက်အင်အားလူဝင်အားဖြစ်တင်ပြီးနောက် KIA ဟာတင်ကားတရင်ပါဝင်တရင်သုံးခုနဲ့ဗမော်လင်းကွင်းတစ်စိတ်တစ်ပိုင်းတို့ကိုလက်လွတ်ခဲ့ရပါတယ်။ ကင်းနီပြည်နယ်ဒီမော့ဆိုဒေသမှာစစ်ကောင်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတခြားမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကင်းနီမျိုးသားမြောက်ကာကွယ်ရေးတပ် KNDF ကမနေ့ကစက်တင်ဘာ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာဒီမော့ဆိုမြို့နယ်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ဖို့ဩဂတ်စ်လကစတင်ပြီးတော့အပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီး တောင်းငန်ခါရက်ကွက်နဲ့အနီးတဝိုက်ကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့တောင်းငန်ခါရက်ကွက်နဲ့အနီးတဝိုက်မှာအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ဒါအပြင်တောင်းငန်ခါရက်ကွက်နဲ့အနီးတဝိုက်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာတွေနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုလည်းနေ့စဉ်ပြုလုပ်နေပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကကျွန်တော်တို့ဒီမော့ဆိုမြို့ကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတယ်ပေါ့နော်။ ပြီးတော့ဘောလခဲမြို့ကိုလည်းသွားဖို့ကိုစိုင်းပြင်းနေတဲ့ပုံစံဖြစ်တယ်။အထူးသဖြင့်ဘောလခဲမြို့မှာရှိတဲ့သူတို့တရင်ကိုပြန်ပြီးတော့မှပေါင်းစည်းချိတ်ဆက်နိုင်မှုဖြစ်တယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတာရဲဆိုက ARD Times ကိုပြောပါရယ်။ဒါအပြင်ကင်းနီဒေတာအတွင်းတိုက်ပွဲတွေမှာစစ်ကော်မရှင်ကတပ်သားအစ်တွေအများပြားကိုလည်းအုံပြုနေပြီးစစ်ကော်မရှင်တပ်သားအယောက်30ကနေ90အတွင်းတေဆုံးနိုင်တယ်လို့ KNDFC ကသိရပါရယ်။ စစ်ကောင်မရှင်ရဲ့ဒီမော့ဆိုကတဆင့်ဖရူဆိုကိုစစ်ကြောင်းထိုးတဲ့စစ်ကြောင်းနဲ့ရင်းနှန်းတွေဟာဖရူဆိုအခြေဆိုင်အမတ်ဆက်လေးတမ်းမြင့်စစ်လေးကျင်အကြောင်းကိုရောက်ရှိနေပြီးအဲဒီကတဆင့်ဘောလခဲမျိုးနယ်ဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတစ်လျှောက်တိုက်ပွဲတွေဖြစ်နေတာပါဒါအပြင်ကင်းအီဒေသမှာမိုးပြင်းနဲ့အနီးကျေးရွာတွေရှိဒေသခံတွေကိုစစ်ကောင်မရှင်ကဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေပြီးခေခုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလည်း PNO တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကြောင်းတွေဖြန့်ကျက်လှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းနောင်ချမ်းဘရောင်းတက်နယ်ဆင်းလန်ချေးွာနီရှိကာကင်းစခန်းကိုနှစ်ခုကိုအေးနဲ့တွန်လိုက်ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကဆင်းလန်စခန်းကုန်းရဲ့ကာကင်းစခန်းချို့ကိုအေးပူပေါင်းတပ်ဖွဲ့ကတင်ပိုက်လိုက်ပြီးနောက်စစ်ကောင်မရှင်ကညောင်ခြေောက်ပုံဝင်းခြင်းကိုပါအင်အားဖြစ်တင်းမှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ။ညောင်ချောက်ကစကန်းတွေကိုကာကွယ်လိုရင်းအပြင်ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားတဲ့တောင်ကုတ်ကိုပါနေမြေစိုးမုံမှုရယူလို့တဲ့အတွက်တောင်ကုတ်တောင်ကြားလမ်းကိုပါအင်အားဖြစ်တင်းချင်နေတာလို့စီးရီးသတင်းရေးမြစ်က ARD Times ကိုပြောပါရယ်။လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ချိုးတေတောင်ကိုအင်အားပြည့်ပါတဲ့စည်ရင်နံ၃စီးနဲ့အင်အားထက်မှန်ဖြစ်တင်းထားပြီးညောင်ချောက်တရားကိုဖြတ်တန်းသုံးပြုတ်ခွင့်ကန့်သက်ထားတယ်လို့သိရပါဗျ။ဒေသခံချို့ကိုလည်းရွှေ့ပြောင်းခိုင်းထားပြီ မိုင်းနိုင်၂၉နီလွှမ်းစင်တောင်မှာတွဲကားတွေနဲ့တင်ဆောင်လာတဲ့တန်ချက်ကတိုက်ခိုက်ရရင်၃စီးပါရောက်ရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။နယ်မြေစိုးမမှုရယူကအင်အားဖြည့်ထားတဲ့အဲ့ဒီမိုင်းနိုင်၂၉ဟာအုတ်ရှိပင်လန်းစုံနဲ့၃မိုင်လောက်သာကွာဝေးပြီးဆုံးရှုံးခဲ့ရတဲ့တောင်ကုတ်တောင်ချားလမ်းရဲ့ညောင်ကျိုးစခန်းကြီးကိုစစ်ကောင်မရှင်ကပြန်လည်ရယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတပ်တော် AA တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း AA ကဆစ်ရှုံးနေတယ်လို့စစ်ကောင်မရှင်ကဝါရဖြန့်ရေးသားမှုတွေရှိလာတယ်လို့သိရပါဗျ။ရန်နှင်းငယ်တိုက်ပွဲရပ်တန့်ပြီးတဲ့နောက်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့က AA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားလာတယ်လို့သိရပါဗျ။ အဲလိုဖြစ်ပွားတဲ့တိုက်ပွဲတွေမှာအေကပျောက်ကြားစနစ်နဲ့တံပြန်ထိုးစစ်တွေအသုံးပြုခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထိနာပြီးတိုက်ပွဲနေမြေတွေအတွင်းပိတ်မိနေမှုတွေလည်းရှိတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲတွင်စစ်ကောင်မရှင်ဘက်ကယာရုကြီးပိုင်းဖြစ်တဲ့ဗိုလ်ကြီးနဲ့အများစုတေဆုံးပြီးကြောက်ဖြူတရင်တွေမှာထားရှိတဲ့စေယုံတွေမှာကုသလို့မရနိုင်တော့တဲ့အတွက်စစ်တွေနဲ့ရန်ကုန်ကိုပါထံရရအရာရှိတွေကိုပို့ဆောင်နေရတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကတညောက်ရေရဲဌာနချုပ်အတွင်းကနေရာထူးကြီးစစ်ကော်မရှင်ရရှိတူအေအေလက်ချက်ကြောင့်တေဆုံးသွားတာကြောင့်တိတ်တဆိတ်တချို့ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုစစ်ကော်မရှင်တပ်ကအထိနာနေပေမဲ့ကြောက်ပြူမျိုးပေါ်မှာစစ်ကော်မရှင်ရဲ့နှိဆက်သူတွေကိုအေအေကဆစ်ရှုံးနေပြီဖြစ်တာကြောင့်မြန်မာစစ်တပ်ကထိုးစစ်ပိုင်းအတားရနေပြီဖြစ်တယ်လို့ဝါရဖြန့်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စစ်တမ်းထောက်ခံ Telegram Channel တွေမှာလည်းစစ်တပ်ရဲ့ထိုးစစ်ကိုအေးကတောက်မခံနိုင်တော့ပဲတက်ပြတ်ပြီးစုပ်ပြေးနေရပြီလို့ဝါရဖြန့်ချီနေပါတယ်။စစ်ကောင်မရှင်ကစက်တင်ဘာ20ရက်နေ့နောက်ပိုင်းမှာစတင်ပြီးအေးအေးသိမ်းပိုက်ထားတဲ့မင်းတပ်တောင်နဲ့စစ်မှုလက်မှုတင်းနှံကြောင်းဘက်ကိုထိုးစစ်ဆင်လှုပ်ရှားနေတယ်လို့သိရပါတယ်။ဒါအပြင်ကြောက်ဖြူမြို့နယ်အနှံအင်အားထောင်ချီသုံးပြီးစစ်ကြောင်းလေးကြောင်းခွဲကစစ်ကြောင်းထိုးတက်နေပြီး ်အေဘက်ကလည်းစနိုက်ပါနဲ့ဒရုန်းတွေသုံးပြီးစစ်ကောင်မရှင်ကိုထိနှောင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ကချင်ပြည်နယ်ဗမော်မှာစစ်ကောင်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးဗမော်မျိုးရင်းရှိနေရာချို့ကို KIA ကပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါဗျ။အော်တိုဘတ်ရဲ့နေ့မှာသုံးမိုင်ရွှေပြည်သား KBC ဖျားချောင်းကုန်းကို KIA တပ်တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကခိတဆုတ်ခွာခဲ့ရတဲ့အဲ့ဒီဖျားเจ้าကို6ရက်လောက်ထိုးစစ်ဆင်ပြီးနောက် KYA ကပြန်လည်တင်းယူလိုက်တာဖြစ်ပါတယ်။စစ်တပ်ကလည်းထိုးစစ်ဆင်နေတဲ့နေရာတွေရှိသလို KYA ဘက်ကလည်းထိုးစစ်ဆင်နေတာတွေရှိတယ်။မျိုးတစ်ခုလုံးရဖို့မှစစ်တပ်ကသူတို့ချင်းချင်းချိတ်ဆက်မိပြီးတိုက်ပွဲပြန်ဆားရသလိုဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ KYA ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးလို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။ ဗမော်စစ်မြေပြင်စေတန်ရင်မဆာရ17နဲ့ဆက်သွေးတက်စတာရ5ဘက်ကနေစစ်ကြောင်း2ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်စခန်းကုန်းကိုပြန်လည်ရယူခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့ကိုထိုးစစ်အနေထားနဲ့စစ်ဆိုင်ထားချိန်မှာစစ်ကောင်မရှင်ကစီးရင်အုပ်စုကိုဆေးလွတ်ပြီးလူရင်အားဖြန့်ကလက်နက်ခဲယမ်းတွေပါဖြည့်တင်းတဲ့အတွက် KIA ကထိန်းချုပ်နေရအချို့ကိုလက်လွတ်ခဲ့ရပါတယ်။စစ်ကောင်မရှင်ကစီးရင်အုပ်စုတွေမှာပါလာတဲ့လူဝင်အားနဲ့ ရွှေကူမြို့ရှိခြေကုပ်စခန်းချို့ကိုပါခန်းစစ်အနေထားကနေတိုက်စစ်ပုံစံစုဖွဲ့ခဲ့ကြပါရယ်။ဒါအပြင်စေကောမရှင်ကဗမော်မျိုးရင်းပိုင်းကိုပါစင်ရဖြန့်ကျက်ပြီးထိုးစစ်ဆင်လာတဲ့အနေထားအထိရောက်ခဲ့ပြီး KIA နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်။စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကအထူးတာဝန်နဲ့လုံပိုင်ခွင့်တွေပေးအပ်ထားတဲ့စစ်စင်ရေးအထူးအဖွဲ့ကစထရီရဲ့ဖွဲ့စည်းပုံကို အခုစက်တင်ဘာလအတွင်းအပြောင်းလဲတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုအထူးတာဝန်ယူထားတဲ့အမတ်ချောက်စစ်စင်ရေးအထူးအဖွဲ့ကစားထ6ကိုလုံးဝဖျက်သိမ်းလိုက်ပြီးဖြစ်တယ်လို့တက်တဲ့ရင်းမြစ်စီကသိရပါတယ်။ကစားထ3မှုကိုရတနာဘုံမဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်ရွေးခံမယ်လို့တရင်တွေလည်းထွက်နေတယ်။ပြန်ကျဲနေတဲ့တပ်ဖွဲ့စည်းပုံတွေကိုပြန်စုစည်းပြီးလူမြင်ကောင်းအောင်လုပ်ချင်တဲ့သဘောလို့ ူတို့ထဲမှာအတန်ထွက်နေတယ်လို့တက်တရင်ရှင်းမြစ်က ARD Times ကိုပြောပါရယ်ဖြတ်သိမ်းလိုက်တဲ့ကာဆာထချောင်းမှုဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကိုကာဆာထတဲ့အထူးဖွဲ့မှုနေရာကို ပြောင်းရွှေ့တာဝန်ပေးရခဲ့တာပါစီးအိတ်ရှိန်မြင့်နိုင်ဖို့အတွက်ကာဆာထ6ကိုဖြတ်သိမ်းပြီးတော့၎င်းရဲ့တာဝန်တွေကိုကာဆာထ9အောက်ကိုစူးစီးထည့်သွင်းလိုက်တာဖြစ်ပါတယ်ဖွဲ့စည်းပုံပြောင်းလဲလိုက်တာကြောင့်စစ်တိုင်းမှုတွေဟာတမမှုအစင်းလောက်သာလုတ်ပိုင်ခွင့်ရှိတော့မှာဖြစ်ပြီး ကစားထမှုတွေရဲ့လုံပိုင်ခွင့်ကိုမြင့်တင်ကစေကစားလာနိုင်ရည်ရှိတယ်လို့လည်းသုံးသပ်ထားပါတယ်။စစ်စင်ရဲ့အထူးအဖွဲ့ကစားထတစ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရှိတဲ့ကချင်းစကိုင်းချင်းနဲ့ရောဒေတာတွေကိုစီမံခွင့်ရှိပြီးစစ်စင်ရဲ့အထူးအဖွဲ့ကစားထနှစ်မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပခအရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရလခ တရိကန်ဒေတာဒိုင်းစစ်ဌာနချုပ်တတခါရူရှိရာ ရှမ်းပြည်နယ်တပီနယ်လုံးနဲ့တရင်နီပါဝင်ပြည်နယ်တွေကိုတာဝန်ယူထားတယ်လို့သိရပါတယ်။စစ်စင်အထူးဖွဲ့ကစားထသုံးမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခါအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခါရူရှိတဲ့အေယာဝတီနဲ့ရခိုင်ပြည်နယ်တွေကိုစီမံခွင့်ရရှိမှာဖြစ်ပြီးစစ်စင်အထူးဖွဲ့ကစားထလေးမှာလည်းပြောင်းလဲခြင်းမရှိဘဲကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကိုစီမံခွင့်ရမှာဖြစ်ပါတယ်။ စစ်စင်ရေးထူဖွဲ့ကာဆထ9ကတော့နေပြည်တော်တိုင်းစစ်ဌာနချုပ်နာပတရန်ကုန်တိုင်းစစ်ဌာနချုပ်ရကတအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တောက်ပခတို့ရှိတဲ့နေပြည်တော်ရန်ကုန်မန္တလေးမကွေးနဲ့ပဲခူးတို့ကိုညွှန်ကြားမှာဖြစ်ပါတယ်ရွေးကောက်ပွဲမတိုင်ခင်စစ်ရေးအရှိန်မြင့်ဖို့လို့ရည်ရွယ်ပြီးစစ်စင်ရေးထူဖွဲ့တွေကိုအပြောင်းလဲလုပ်ခဲ့တယ်ဆိုပေမဲ့အခုကာလအတွင်းစစ်ကောင်မရှင်ကအရာရှိအများစုကိုအရက်ဖက်ကိုပြောင်းပြီး ရွေးကောက်ပွဲကိုဝင်ရောက်ဆက်ဖွဲ့ခွင့်ပြုထားတယ်လို့သိရပါတယ်။ EOR တိုင်းရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်အနီးမှာပြစ်ခတ်တိုက်ခိုက်မှုတွေနေ့စဉ်ရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအမတ်တ3လေးအနီးပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးအမြောက်တပ်ကနေလက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရေကြီးနားကရွာတွေကိုလေးချောင်းဖုံးကျဲတာနဲ့အမြောက်တပ်ကလက်နက်ကြီးပြစ်ကူတွေသုံးပြီးနေမြေရှင်းလေးလုပ်ထားတယ် ငတိုင်းချောင်းဘက်ဆစ်ဆောင်နေသူတွေကိုလည်းအေးနဲ့ပတ်သက်မှုရှိလားစစ်ဆေးရေးကျန်းနေတယ်လို့ရေကြီးဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ကကြုံပြောတက်ကထုံထုံအင်အားနဲ့စစ်မှုရန်တင်းနှန်းစင်တင်းနှန်းသားတစ်တွေကိုအမြောက်တက်အမတ်တ3လေးလေးတွင်းကိုစစ်ရင်နှန်းတွေနဲ့အင်အားဖြည့်မှုတွေရှိတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခအနေနဲ့ပတိမုံရွာလမ်းမိုင်းကိုလက်မလွတ်ရရေးအတွက်ရေကြီးနဲ့လေးမျက်နာကိုအင်အားဖြည့်တင်းနေပြီး အနီနာကျေးရွာတွေကိုပါနေမေရှင်လေးလှူဆောင်ထားပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ရေကြီးနဲ့လေးမျက်နာကိုအပြည့်အဝထိန်းချုပ်နိုင်ရေးစီမံမှုတွေရှိနေပြီးအေးရဲ့ပြီးမနဲ့ချိတ်ဆက်နိုင်တဲ့မကြီးစင်ဗရောင်ဘရန်တက်နယ်တွေမှာမကြီးစင်ပေါမီဘက်ကလွဲလို့ကျန်ဝင်ပေါက်နှစ်ခုမှစီရီတင်းမှနေပြီးစင်ရအလွန်ကျုံသုံးထားပါတယ်။ဗရောင်တက်နယ်မှာလည်းတောင်ကုတ်တောင်ကြားလမ်းကိုစွန့်မှုနိုင်ရေးအထူးကတရားတွေကိုပိတ်ဆို့ပြီး ။တန်ချက်ကရင်တွေကိုပါဆေးအုပ်စုကအင်အားဖြည့်ထားတယ်လို့သိရပါရရှင်။ကြောက်ပြူမျိုးနဲ့ကလဘာကျေးွာတဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တက်ဂျားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံမှုတွေရှိတယ်လို့သိရပါရ။စက်တင်ဘာ30ရက်မနေ့ပိုင်းချိန်မှာကြောက်ပြူမျိုးနဲ့ရွာတစ်ကျေးွာနဲ့ကလေးပါရွာနီးတဝိုက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါစနိုက်ပါနဲ့ပျောက်ကြောင်းပုံစံပြစ်ခံရတော့ကလည်းစစ်တပ်ဘက်ကအရာရှိကြီးတွေပဲတေးတာ အခုလိုကြားဖြတ်တိုက်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်တော့လဲအရာရှိတွေပောင်းဝင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံလိုက်သေးတယ်လို့ရခိုင်စည်ရေးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်စစ်ကောမရှင်ဘက်ကအထင်အောင်ခဲ့တဲ့အတွက်ရဲတပ်ရင်း32တညဝရီရဲတပ်ဌာနချုပ်နဲ့အခြားအခြေဆိုင်တရင်ဌာနချုပ်တွေကနေလက်နက်ကြီးပစ်ကူတွေပေးခဲ့တယ်လို့သိရပါရယ်အဲ့ဒီနေ့ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်ကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါရယ် စစ်ကောင်မရှင်ကစစ်ကြောင်းတွေခွဲပြီးစစ်ကြောင်းထိုးတက်လာတဲ့အတွက်ချောင်းဝကျေးရွာရုံးမတောင်ချောင်းတစ်ဖက်ကန်းကဝါရောကျေးရွာတွေရှိတပ်သားကံပြည်သူတွေရွှေ့ပြောင်းမှုတွေပြုလုပ်နေကြပါတယ်။အနာသိန်းစစ်ကောင်မရှင်တပ်ဟာ အမာခံတပ်ခတ်ရေးတပ်မတွေဖြစ်တဲ့ချင်းမြန်တပ်မခမရရီကိုနယ်မြေစစ်စင်တာဝန်တွေအထူးကနှုတ်ရှားဖို့အတွက်ချင်းလင်းတပ်မခလာရဌာနချုပ်တွေလို့အမည်ပြောင်းလဲတာဝန်ပေးကာ ပြန်လည်ဖွဲ့စည်းအသုံးပြုနေတယ်လို့စုံစမ်းသိရပါတယ်။လက်ရှိမှာတက်မနှစ်နဲ့ငါးငါးနဲ့ကိုကိုတို့ကိုချင်းလင်းတက်မတွေဖြစ်တရားဝင်ပြောင်းလဲအသုံးပြုနေပြီးကြန့်ရှိနေတဲ့တက်မချို့ကိုလည်းဆက်လက်ပြောင်းလဲဖွဲ့စည်းနေတယ်လို့မြန်မာစစ်ဘက်အရာနဲ့လူမျိုးရေးဆိုင်ရာလေးလာရေးဘွဲ့ MDSIC ကသိရပါတယ်။စစ်ကောင်းဆောင်ဟာစစ်ရေးပြင်းထန်လာတဲ့2022ခုနှစ်ဝင်းကျင်ကစလို့၎င်းတို့ရဲ့တပ်ဖွဲ့စည်းဝံကိုပြောင်းလဲလာတာဖြစ်ပါတယ်။ တာဝန်ဝေတရားကတော့ခြေလင်းခြေမြန်ကွာခြားမှုမရှိဘူး။ဒါပေမဲ့တိုင်းအဆင့်အုပ်ချုပ်တာနဲ့ကာကွယ်ဦးစီးချုပ်ကြီးကကကြီးကအုပ်ချုပ်တာပဲကွာသွားတယ်လို့တက်တရင်ရင့်မြစ်တူက AR Times ကိုပြောပါရယ်။ခြေလင်းတက်မတွေခလာရရီဟာတိုင်းကိုကဲမှုအမှာနေမင်းစစ်စင်တာဝန်တွေကိုအတိကယူရပြီး ခြေမြန်တက်မတွေခမရရီဟာကာကွယ်ဦးစီးချုပ်ကြီးကကကြီးကိုကဲမှုတက်တွေအောက်မှာရှေ့ပြောင်းပလှရှားမှုစစ်စင်တာဝန်တွေကိုယူရပါရယ်။ ခမရတက်တွင်ခြေမြန်နဲ့ခြေလင်းတရင်တွေပါရောပြီးဖွဲ့စည်းထားပြီးတမဌာနချုပ်တို့ခုမှမိဘဝ၃ခုတိုက်ခိုက်ရေးတရင်စင်ရင်တို့နဲ့ဖွဲ့စည်းထားပါတယ်စစ်ကောင်မရှင်တက်ရဲ့ခြေမြန်တမတွေဟာအရင်ကစစ်ထွက်အင်အားထောင်ကျော်နဲ့အင်အားစုဖွဲ့ထားပေမဲ့နိုင်ငံနဲ့တိုက်ပွဲတွေ ပြင်းထန်လာပြီးနေမြေတွေလက်လွတ်ဆုံးရှုံးရခြင်းမှာတိုက်ခိုက်ရေးအင်အားဟာရာကနန်းထိတာကြမ်းရှိပါတော့တယ်လက်ရှိမှာစေကောင်းဆောင်ပို့ချမှုကြီးမရောင်းလိုက်အသက်သွင်းခဲ့တဲ့ စင်မူရန်ဥပဒေနဲ့နိုင်ငံတော်ကလူငယ်တွေကိုအင်အားပြန်လည်ဖြည့်တင်းလာတာကြောင့်တိုက်ခိုက်ရေးတပ်မတွေရဲ့အင်အားမှာသုံးနာဝင်းကျင်သုံးလာတာကိုတွေ့ရပါတယ်။စီးရေးပြင်းထန်လာတဲ့တိုက်ပွဲတွေမှာချင်းမြန်တပ်မတွေအင်အားကြီးမားစွာဆုံးရှုံးခဲ့ရတဲ့တာကတွေလည်းရှိခဲ့ပါတယ်။အရခတက်တော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့မကွေးငဖဲဗရန်နေရီကန်တို့တိုက်ပွဲတွေမှာစစ်ကောင်မရှင်ကတက်မ99ကိုချင်းနင်းတရင်ဖြစ်အုံပြူတိုက်ခိုက်ခိုင်းခဲ့ပြီး အင်အား1500ခန့်အသုံးပြုထားရကအင်အား900လောက်သာနောက်တန်းကိုပြန်ခေါ်နိုင်ခဲ့ပါတယ်။ဒါအပြင်အင်းတော်မျိုးသိန်းတိုက်ပွဲမှာလည်းတမခွန်ကုံကိုရှေတန်းတမဌာနချုပ်ဖြစ်အသုံးပြုခဲ့ပြီးအင်အားဆုံးရှုံးမှုများပြားကတမမှုနယ်ဘွဲကိုထွက်ပြေးတဲ့လမ်းကြောင်းတစ်လျှောက်စောင့်ကြည့်နေခဲ့ပြီးကတာမျိုးရောက်မှတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါအပြင်ဒီမိုကရေစီအစိုးရလက်ထက်မှာစစ်တပ်ကစစ်စင်ရေးကိုယ်ကဲမှုဌာနချုပ်တွေဖြစ်တဲ့စကခ3လေးနဲ့16တို့ကို ခြေလင်းတက်မဟာတွေဖြစ်အမိပြောင်းလဲပြီးလေချောင်းချီတိုက်ခိုက်ရေးတက်တွေဖြစ်ဖွဲ့စည်းခဲ့ပူးပါတယ်